ကဲအချမ်းဖက်အာနာတိန်စစ်ကောင်စီကတော့နိုင်ငံတော်အဆင့်လိန်လယ်မှုကိုအကြိမ်ကြိမ်လုပ်ခဲ့တာအခုတခါတည်းထပ်ပြီးတော့နိုင်ငံတော်အဆင့်လိန်လယ်ပြန်ပြီဒါကတော့ဘေးနားမှာ ပြထားတဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ယုံကထုတ်ပြန်တဲ့သတင်းကိုကြည့်ပါနော်မနေ့ကဗမော်မှာ KNA ကပြစ်ချလိုက်တဲ့ရဟန်းရဲ့နှစ်စင်းကိုဒဇင်းကထိပြီးတော့တော်လဲပြတ်ကြတယ်ဒဇီးကတော့အနီးဆက်ဆုံးနေရာမှာဆင်းနိုင်ခဲ့တယ်နော်အဲ့ဒီဆင်းနိုင်ခဲ့တဲ့ရဟန်းရင်ကိုဘေးကနေတန်ချက်ကနှစ်စင်းကာထားပြီးတော့ ထားတာဒီကနေ့ KIA တပ်ဖွဲ့က KIA နဲ့ PDF ပူးပေါင်းခွဲ့တွေတွားပြီးတော့လက်နက်ကြီးနဲ့ထုတ်ချလိုက်တာအဲ့ဒီနော်ဖင်းနိုင်ခဲ့တဲ့ဒစည်းပါနောက်ထပ်ထပ်ပြက်တယ်လို့ဒီနေ့သတင်းမှာထပ်တင်လာတယ်ဒါပေမဲ့မနေ့ကပြစ်ချလိုက်လို့တော်တဲ့ကြာွားတဲ့အစင်းကိုနော် KIA ကပြစ်ချလိုက်လို့အပေါ်မှာနော်ဒီလေရင်ပေါ်မှာလေရင်မောင်းနဲ့ပိုင်းတော့အပါဝင်ကျွန်တော်တို့စစ်ကောင်စီတပ်သားအယောက်20လောက်ပါသွားပါတယ်အဲ့အတွက်ကျွန်တော်တို့တွေကဝမ်းနေပါတယ်ဆိုတော့စကားကိုပြောရမယ်အစားเนาะ တဲယူပို့ဆောင်ရင်အလုပ်တွေလုံနေတဲ့အချိန်မှာတဲ့တမတော်ရဟယင်ဗမော်နဲ့ဘလောက်အကွာဆိုလဲပြောပါတယ်အဲ့ဒီမှာတော်တဲကိုပြက်ကြွားတယ်အဲ့ဒီအတွက်လုံကြုံရင်တက်ဖွဲ့တွေကနေရာတွေတွားရှင်းလင်းနေတယ်အဲ့ဒီမှာလိုအပ်တဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြင်းညီလုပ်နေတယ်မတိလို့ရှိရင်ဒီရဟယင်ကဆက်ချွတ်ယူပြီးပြက်ကြွားတယ်အဲ့ဒီအတွက်သူတို့စစ်တပ်ကတွားပြီးဒီနေရာကိုဝိုင်းထားတယ်အဲ့မှာတော့ပြက်ကြွားတဲ့ထဲမှာပါမဲ့နော်သူတို့စစ်တပ်ကောင်စီတပ်သားတွေကိုကုညီဆောက်ချောက်ကယ်ဆယ်မှုတွေလုပ်နေတယ်လို့ နိုင်ငံတော်အဆင့်တက်ပြီးတော့လိမ့်တယ်ဒီကနေ့မနေ့ကတည်းက KIA ကအဲ့ဒီပြက်ကြွားတဲ့လေရင်နဲ့အဲ့ဒီပါတဲ့เนาะသူတို့လေ လေတက်ကကောင်းဝဲမတာအောင်ဘာတင်ထားတယ်ဒီကိတခါတိတိကျကျထပ်တင်လိုက်တယ်ဒါကတော့အလောင်းတွေနဲ့လက်နက်တွေပါရတယ်ဆိုတဲ့သတင်းနဲ့အဲ့ဒီရဟန်းရင်မီးလောင်နေတဲ့ပုံအောင်အကုန်လုံးကိုရိုက်ပြလိုက်တာ ဲ့တော့သူတို့စစ်တပ်ကတကယ်တွားရောက်လုံခြုံရေးယူတဲ့နယ်မြေရှင်းလင်းလုပ်ပြီးဒီဟာကိုလုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီ KIA ဖွဲ့တွေက ASA တွားပြီးတော့အမှတနတ်တွေကောက်မီးလောင်ဒီမီးလောင်တွေရဟန်းတွေတနတ်တွေကိုကောက်ပြီးအဲ့ဒီအလောင်းတွေဓာတ်ပုံရိုက် ASA လုပ်လို့မရဘူးလေဟုတ်တယ်မလားအဲ့ဒါအပြည့်ရှင်းနေတယ်အဲ့တော့ဒါဘာလိန်တာလဲနိုင်ငံတော်အဆင့်လိန်လေတာပဒူတွေကိုလိန်လေတာလေသူတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့တပ်ကုန်းတွေကိုလိန်လေတာပဲဘာဖြစ်လို့လဲလက်ရှိတော်လှန်ရေးမှာ ဒီလက်ရှိကာလမှာကျွန်တော်တိုင်းပြည်မှာနှစ်ချမ်းကွဲနေတယ်တချမ်းကစစ်အာဏာတိုင်းနှားတဲ့စစ်ကောင်စီကိုထောက်ခံတဲ့လူနည်းစုအတိုင်းဝိုင်းเนาะတို့စစ်တပ်အတိုင်းဝိုင်းနဲ့အဲ့ဘောမအတိုင်းဝိုင်းပေါ့เนาะ9000စားဘောမအတိုင်းဝိုင်းတချမ်းကတော့ပြည်သူအများစုတော်လှန်ရေးဘက်ကအချမ်းတော်လှန်ရေးဘက်ကိုအားမေးထောက်ခံနေတဲ့ပြည်သူအများစုကတော့လက်ရှိအာဏာသိမ်းထားတဲ့မင်းအောင်နိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီကောင်တွေကိုစစ်ခွေးလို့ခေါ်ပြီးတော့အာယုံထဲအောင်မထည့်ဘူးသူတို့ပါဇက်ကဘာပဲကြင်ညာကြင်ညာဘာပဲပြောပြောဂရုမစိုက်ဘူး နော်အဲ့တော့တို့သတင်းတင်တဲ့ဟာကိုအမှန်ဆိုပြီးလိုက်လံယုံကြည်နေတဲ့မြဝတီတို့မြမအတန်းတို့ကျော်စိုးဦးတို့ဇော်မျိုးမင်းတို့ဇော်ဘုံအင်းတို့စသဖြင့်ဒီကောင်တွေတင်တာကိုအမှန်ဆိုပြီးတော့စောင့်မျှော်နားထောင်နေတာဒီတို့စစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့လူနည်းစုအဲ့တော့ဒီကောင်တွေကအဲ့လိုမဟုတ်မမှန်တင်းကိုလိန်တင်လိုက်တာဒီတော်လှန်တဲ့ပြည်သူဘက်ကိုလိန်လာရောက်မလားသူတို့စစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့အချမ်းကိုလိန်လာရောက်နော်ကိုပေါင် ကိုလှန်ထောင်းပြီးတော့ဟမ်ပလက်လှန်သတွေးထွေးနေတာ နော်အုတ်တည်င်းလေးတင်ညာပေးမယ်နော်တိလာစောက်ရက်တွေတော့ပြန်ပြန်ပွဲပေါ်ထပ်ပြီးတော့မရှိတဲ့စောက်ရက်ပွဲရတာအစတည်းကအချက်ကရှိလားဆိုတော့အချက်တရားမရှိဘူးအဲ့မရှိတဲ့အချက်ကိုထက်ခါထက်ခါပွဲရတာဝင်းနေမိတ်ကယုံဆရာတော်ကြီးပြန်တော်မူတော့လည်းဒီလိုပဲသူတို့စစ်တပ်ကပြစ်ပြီးတော့မဟုတ်ပါဘူးဆိုပြီးနိုင်ငံတော်အစ်စ်လိန်လေခဲ့တယ်ဟောကန်သုံးစင်ဆရာတော်ကြီးကမခံနိုင်အဆုံးမဟေ့ငါကိုယ်တိုင်ပါတယ်အမှပြစ်တာမင်းတို့စစ်တပ်ကပြစ်တာပါဆိုမှယူးကျင်အောင်ဆောင်ခဲ့တယ်ဘလို့ဖာကြပြောတော့စစ်သားကြီးတွေဆိုယောက်ျားအရင်မှာစစ်သားကြီးတွေဆို ဟမ်ဘာဖြစ်လို့ဖာကြတဲ့အလုပ်တွေကိုလုပ်တာလဲဟမ်မိမလောင်းမိမွှင်တွေလုပ်တဲ့ဖာကြတဲ့အလုပ်ကိုလုပ်ပြီးတော့ဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့ယောက်ျားကြီးတွေတဲ့ဘဲနော်ကချင်လွတ်လပ်ရေးတက်တော့ KNY ကပြစ်ချခဲ့တဲ့ရဟင်းအပြက်အစီရှိရနေရာတို့ KNY ရဲဘော်များထပ်မံတွားရောက်ကြိရှိရမီးလောင်နေတဲ့ရဟင်းအပြက်အစီများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများထပ်မံတွေ့ရှိခဲ့တယ်ဟုသတင်းရင်းမြစ်ကပြောတယ်။ KNY ဒီမေလ20ရက်ကဗမော်မြို့သို့စစ်ကူလာတဲ့စစ်ကောင်စီရဟင်း3စီးကိုပြစ်ချခဲ့ရာ နှစ်စီးပြည့်စည်ခဲ့ပြီးတစည်းဒီရွှေကူမြို့နဲ့15မိုင်ခန့်အကွာတောအတွင်းတက်ကြခဲ့ပြီးရွှေကူမြို့ပေါ်တို့အရေးပေါ်ဆင်းသက်ခဲ့သည့်တစည်းကိုလည်း KAI ကယနေ့မေလ22ရက်နေ့လည်းတွင်တွားရောက်တိုက်ခိုက်ဖြစ်စည်းခဲ့သည်ဂျမန်လေးကတောအတွင်းတက်ကြခဲ့သည့်ရဟန်းရင်ရှိရာတို့ KAI နှင့် KPDF ရဲဘော်များတွားရောက်ကြည့်ရှုရာမိလောင်နေတဲ့ရဟန်းရင်ဘေး၌စစ်ကောင်စီလေသက်မှဗိုလ်ကြီးအစ်စ်ဤအလောင်းကိုတွှေ့ရှိခဲ့ပြီးယနေ့ထပ်မံတွားရောက်ကြည့်ရှုရာ ်မီးလောင်နေတဲ့ရဟန်းရဲ့အပြည့်အစင်းများကြား၌စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းထပ်မံတွေ့ခဲ့ခြင်းဖြစ်တယ်ဟုသတင်းရင်းမြစ်ကပြောတယ်။ရဟန်းရဲ့အပြည့်ရှိရာတို့ KIA ရဲဘော်များတွားရောက်ကြည့်ထူခဲ့သည့်ရုတ်တံဖိုင်ကိုလည်းသတင်းရင်းမြစ်ကပြသရ။အဲ့ဒီမှာလူတစ်ယောက်နှစ်ယောက်တုံးယောက်ဟိုအများကြီးပဲဟုရဟန်းရင်နဲ့အတူမီးလောင်ပေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုရဲဘော်တို့ကရေတွက်နေတဲ့အကိုရုတ်တံ၌ကြားပါလေအလောင်းများစုစည်းရေတွက်ထားတဲ့ရုတ်တံဖိုင်၌လည်းရဲဘော်တို့ကအလောင်းများကိုအမှတ်စင်လိုက်ရေတွက်ရာ 16လောင်းရှိဟုရှိသည်ဟုပြောဆိုတံကြားရတယ်။မင်းကမီးလောင်သွားတဲ့ရဟရင်ထဲမှာလက်နက်တွေအများကြီးပါတယ်ဟုကချင်းတရင်းရင်းကပြောတယ်။ပြက်ပြက်ရဟရင်မှာရရှိတဲ့မီးလောင်ကျွမ်းနေတဲ့လက်နက်အပြက်စီးများဤရုတ်တံမှတ်တမ်းကိုလည်းပြက်ပြက်ရလက်နက်ကြီးလက်နက်ငယ်14လက်ထက်မင်းကိုကောက်ယူစုစည်းထားပြီးဖြစ်တယ်။တနက်ကဟိုးမှာအများကြီးကြံနေတဲ့ဟုရုတ်တံ၌ရဲဘော်ဦးပြောကြားနေတံကိုလည်းကြားတယ်။ KIA တရင်းပြက်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းရဟရင်ပြက်အပြက်ထံသို့ KIA ရဲဘော်များထပ်မံတွားရောက်မှုကို ယနေ့နေ့လယ်ပိုင်းကပြောထားပြီးအသေးစိတ်အခြေအနေဆက်လက်မေးမြန်းထားဆဲဖြစ်တယ်။ကဲဗီဒီယိုဖိုင်လည်းပြတယ်။ပုံလည်းပြတယ်။နော်ပထမနေ့တက်လာတဲ့ဗီဒီယိုဖိုင်မှာဆိုရင် PDF တစ်စိမ့်နဲ့နော် KIA နဲ့ပူးပေါင်း PDF ပူးပေါင်းဖွဲ့တယ်။နော်ဒီကနေ့တခါ KIA တက်ဖို့နေတွားရောက်ပြီးတော့အကုန်လုံးရှင်းလင်းလုပ်တာနော်ဒီထဲမှာအလောင်းမတာပေါ်နေတဲ့အဲ့လိန်ပေါ်မှာပါသွားတဲ့နော်ခွေးမတာအလောင်း၁၆လောက်အောင် ပြောအရာရှိတာတံတံပြောမယ်စစ်ခွေးမတာလောင်း16လောင်းတွေ့တယ်တဲ့နော်စစ်ခွေးမတာလောင်းကဲအဲ့ဒါနော်လုံကြုံကြီးတပ်ဖွဲ့တွေကနော်နတ်သက်ကလုံကြုံကြီးတပ်ဖွဲ့တွေကနေမီရှင်းလေးနဲ့ဆိုပါတယ်ကျူကျူသားနေနေကိုတွားရှင်းနေကြလားတော့မသိဘူးဟုတ်လားမင်းတို့မင်းတို့စစ်တပ်ကနေနေရှင်းလေးနဲ့ပါတယ်ကျူကျူလက်ဆောက်ခေါမရဲ့လက်ကွက်ကိုတွားရှင်းနေကြလားဟမ်ဟိုမှာကိုင်းနေခြုံနေပိတ်မှောင်းနေလို့ဟမ်ဆောက်ဘူးဆောက်သုံးမကြတော့မှကျူကျူလက်မှာကိုင်းနေခြုံနေပိတ်မှောင်းနေတော့မင်းတို့ကျူကျူလက်ဆောက်ခေါမကိုလက်မီတွားရှင်းလာတော့မသိဘူးဟိုက KYN ရဲ့အဲ့လိုပြတာနော်အဲ့တော့ ငါပြောမယ်ကွာတော်လိုင်းအခုခစ်တက်မီဒီယာပေါ့နော်ခစ်တက်မီဒီယာတော်လိုင်းအင်အားစုမှာနာမည်ကြီးတယ်နော်ပြီးလို့ရှိရင် People Spring တို့စသဖြင့်အဲဒီဘက်ခစ်မှာပေါ့နော်တော်လိုင်းခစ်မှာပေါ့နာမည်ကြီးတယ်လူထုထောက်ခံမှုရတယ်မီဒီယာတွေအဲ့တော့အဲ့ဒီမီဒီယာကတည်င်းမဟုတ်တာကြီးကိုဟုတ်ပါတယ်လိန်ပြောလိုက်တာဒီသူတို့ကိုအားပေးနေတဲ့အဲပေးတက်ကိုလိန်တာလည်းအတူတူပဲအဲ့တော့ခုနကပြောသလိုခစ်တက်မီဒီယာဘာဖြစ်လဲညာဖြစ်တယ်စစ်ကောင်စီထောက်ခံတဲ့လူတွေပြောတယ် ခေတ်သစ်မီဒီယာကမဟုတ်တဲ့တဲ့ရင်ကို ဟုတ်ပါတယ်တို့လိန်ညာလီစဲခဲ့တာဘယ်ကာလမှရှိတယ်။ဟောမင်းတို့ခေတ်သစ်ကမျက်လိမ့်ကဗျမ်းမလာစကားမပြောနဲ့။အမျက်လိမ့်နေတာမဆိုဘယ်နေ့ဘယ်ရက်မှတင်တဲ့ဘယ်တဲ့ရင်ဟာမဟုတ်ဘဲနဲ့ဘလို့လိမ့်တာ။တိတိကျကျဖြစ်နေရမယ်။နော်အဲ့ဒါပဲ။လက်ရှိမင်းတို့စစ်တပ်ဘက်ကတာမန်အောက်ကထောက်ခံတဲ့အယိုးကိုက်တဲ့အစ်စ်မပြောနဲ့နော်။ကျော်စိုးကူးဆိုတာဒီစစ်ကောင်စီကနေနှစ်ခါတုံးခါ ခေါ်စစ်ခံထားတော့ယုံကြည်မှုမဲ့နေတဲ့အချိန်မှာသူ့ကိုယုံကြည်ပြီးတော့ဖင်မဲခံခံကောင်းမဲကောင်းမဲရဆိုတဲ့အစဉ်မျိုးဖြစ်နေတဲ့ကြော်စိုးလို့ကောင်မျိုးအဲ့ဒါလိုကောင်မျိုးတွေတင်တဲ့တင်းလောက်ကိုမပြောနိုင်ဘူးเนาะလက်ရှိအာနာတိန်းထားတဲ့ကိုယ့်ကိုအစိုးရပါလို့ကြီးညာနေတဲ့စစ်ကောင်စီရဲ့ MRTV နဲ့မြဝတီကတင်တဲ့တင်းတွေတက်မတော်တင်းလိန်ပြန်ကြရင်ဟောပါဦးတင်းမှန်ပြန်ကြရေးဆိုတဲ့အကောက်ကနော် site ကနေတင်တဲ့ဟာတွေကုကြည့်လေရှင်းနေတယ်ဖြစ်ရ နော်ရဟန်းရင်ပြစ်ချခံထိတာကိုပြက်ကြတဲ့လိန်နဲ့အဲ့ဒီပြက်ကြတာလိန်နဲ့ပြင်မပြီးသေးဘူးတခါထပ်ပြီးတော့ဒီပြက်ကြတဲ့နေရာကိုတဲ့ကုညီကယ်ဆယ်ရေးတယ်လို့သူတို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေလုံနေတယ်တွားရောက်ပြီးတော့နည်းနည်းရှင်းနေနေလှုပ်ဆောင်နေတယ်ထပ်လိန်နေဘလူကိုလိန်လာတယ်အဲ့ဒီစစ်တပ်ကိုပဲပြန်လိန်လာအဲ့ဒါအဖြေပဲမင်းတို့စစ်သားတွေရေးတယ်အဲ့ဒါကြည့်မင်းတို့ကိုဘလောက်ထိ brain wash လုပ်လဲလိန်ညာပြီးတော့ဘလို့ခိုင်းထားလဲเนาะမှုထားစကားတွေနဲ့မင်းတို့နားလဲရိုက်သွင်းပြီးဘလို့လုပ်လဲဆိုအဲ့ဒါမင်းတို့တွေအဖြစ်မြင်အောင်ကြည့် ။နော်အဲ့ဒီထဲမှာပါဝါတဲ့အဲ့ဒီလေတက်ကကောင်းနေနဲ့ပါဝါတဲ့အလောင်း16လောင်းမှာဘောဟောက်ကြီးရင်သာစရာကြီး။နင်အတက်ဆုံးပြီးတွားပြီးလှုပ်ပြီးသေတာလောင်းသေတယ်တော့ဝင်မခံဘူး။ရန်သူပြစ်ချက်ခံသီးလို့ငါတို့ဘက်ကရဲဘော်ဘလောက်16တော့ကြာသွားတယ်ကွာ။ရဟန်းရင်ပြစ်ပြရင်းနဲ့နော်ငါတို့ရဲဘော်တို့ဝမ်းနေတယ်ကွာ။ဘာဖြစ်တယ်ဆိုတော့ကိုချင်းစာတရားလေးတောင်ပြောခံမထီးဘူး။စဉ်းစားကြည့်မင်းတို့ဘောဟောက်နော်မြင်မနာကြဘူးလား။ဟမ်စဉ်းစားကြည့်ဟုတ်တယ်မလားငါတို့တော်လိုင်းဘက်က နော်ကိုတက်ကြီးဟိုရက်တာလုံးကမကျော်ဆိုးပြောထားတော့ပါအာငတက်ကြီးကတော်နိုင်ရို့ပိုင်းလိုက်ပြောရပါတူလူတွေတိတ်တော့ဘာပဲညာစကားကိုဖာမကြနဲ့လို့ကိုတက်ကြီးပြောတာရှင်းရှင်းလေးကိုတက်ကြီးပထမရက်ကတောက်ခောက်ပြီးတော့ဆဲတဲ့ပို့လေးတင်လိုက်တယ်ဘာဖြစ်လဲကိုဒီစိတ်ဘူးလို့နောက်မှအဲ့ဒီတိုက်ပွဲမှာကျွန်တော်မင်းညာ0ပျောက်ကြားတက်ဖွဲ့ကရဲဘော်၄ယောက်လား၆ယောက်လားမသိနော်ကြဆုံးသွားတယ်ပုံနေတဲ့ကွာဘယ်နှယောက်ကြာဒီကြဆုံးတဲ့ရဲဘော်တွေတက်ငါတို့တွေယူတုံးမရဖြစ်တယ် ကိုတက်ကြီးဆိုရင်ငါဆိုရင်ငါသားတယ်လို့တဘောထားတာအဲ့အတွက်တော်လှန်ရေးကိုငါတို့ခဏနားထားမယ်ဘာလို့ဖို့လဲရိတ်ခါရဲ့လက်နဲ့ခဲရဲပြန်စူးဖို့လက်ရှိတိုက်ပွဲကိုနားထားမယ်ပြောတာတော်လှန်ရေးနားတာမဟုတ်ဘူးဒါကိုဘောမှကြော်စိုးဘူးလို့ပြောတယ်ဟမ်တက်ကြီးရတယ်မှာတော်လှန်ရေးတော့နားယူပြောတယ်ဟမ်ဒီချက်ချင်းပြောင်းပြန်ပြန်လည်ပြီးဖာကြတာအဲ့တော့ဒီကောင်တွေပါဇက်မှာပေါက်ပန်း50ဒလို့ဗယံမထလိန်ညာပြောဖို့တော့ကသူတို့ကလုံးဝခဲရင်းတဲ့အရာမဟုတ်လို့သူတို့တတ်မှတ်ထားတယ်နော်အဲ့ဒါကြည့်မြင်အောင်ကြည့်ကြ အဲ့တော့ကျွန်တော်တို့တော်လန်ရေးဟာအခုဆို၄နှစ်ကျော်၅နှစ်တက်ဝင်လာပြီတော်လန်ရေးအာနာစသိန်းခါစအချိန်ကနေအခုအချိန်အထိတေခဲ့ရတဲ့စစ်သားဘလောက်ဖြစ်သွားပြီလဲအဲ့ဒီတေခဲ့ရတဲ့စစ်သားတွေခြေထောက်ပြက်လက်ပြက်သွားတဲ့စစ်သားတွေအဲ့ဒီစစ်သားတွေရဲ့ဘဝသူတို့ကြံမြင့်ခဲ့တဲ့တာသမီမယားတွေရဲ့ဘဝလက်ရှိအမိတ်ပေးခိုင်းနေတဲ့မင်းအောင်လှိုင်းရဆပြီးတော့ဘယ်စစ်ဘုံချုပ်တွေတာဝန်ယူထားပြီလဲနော် အောက်ကနေငါတို့တတ်မတော်နိုင်နေတဲ့အခုလည်းဗမောတော့အေးစေးပဲဘလို့ထိမ့်ချုပ်ထားတဲ့အော်နေတဲ့စစ်ခွေးတွေအခုဗမောမှာလေနဲ့ပြက်တာဝါလည်းကဲမင်းတို့ဘာတောင်းဝင်ယူတယ်အဲ့ဒီကြံမြင့်ခဲ့တဲ့သားမယားတွေအတွက်လိုင်းကန်ဆင်းရတော့မယ်ကဲအဲ့ဒါအဖြေပဲအဲ့တော့တော်လှန်ရေးစတဲ့ကနေဒီနေ့အချိန်အထိဆိုရင်ပေခဲ့ရတဲ့စစ်သားတွေဘယ်လောက်ရှိနေပြီဘဝပြက်ခဲ့ရတဲ့စစ်သားတွေဘယ်လောက်ရှိနေပြီအဲ့ဒါတွေအားလုံးအတွက်ဘလူတောင်းဝင်ယူလဲဘလူမှတောင်းဝင်မယူကိုဖြစ်ကိုခံမင်းတို့ကိုမြှောက်ပေးတယ် နော်ပြည်သူလက်မခံဘူးဆိုတော့သူတို့လည်းသိတယ်မင်းတို့စစ်သားတွေသိအားခွေးသေးတယ်ဟေးမနေ့ကရဟန်းတက်ကြပွားပြောတာပွားကေအိုင်ကပဇင်းတစ်ချာကထိတယ်ဟာခေါင်ရင်နဲ့ပဇင်းနဲ့ဘလို့မြည်တာဖြစ်နေဖြစ်နေဖြစ်နေပြည်သူတွေငါလည်းအဲ့ထဲမှာပါတယ်ပြောတော့ဘာဖြစ်ပြောလဲဟာရောက်မင်းလူတွေတာပြောစရာကွာလူတွေတာပြောစရာမဟုတ်ဘူးအဲ့ဒါဆိုကွာမင်းတို့နိုင်ငံကိုယ်နိုင်ငံရဟန်းရင်ပြတ်ကြတာပြောငါငါတို့နိုင်ငံရဟန်းရင်တစင်ငါတို့ချွေးနေစာတွေလည်းဝယ်ထားရတာနှမျောတာဗောရဟန်းရင်ပြတ်ကြတာဒါတတိုင်းပြည်လုံးတိုင်းတိုင်းပြည်သူအားလုံးပိုင်တဲ့ရဟန်းရင်တွေကွာ ာဒါဆိုမင်းတို့ဘာဖြစ်ပြောလဲဟာအဲ့ဒီယဟန်ရှင်တွေကိုယူပြီးတော့ဟဲ့အောင်ဝေးအဲ့ဒီစစ်ခွေးတွေကမင်းအောင်လိုက်ခိုင်းတဲ့မြန်ငါလိုက်လို့ပြီးငါတို့ပြည်သူကိုတတ်နေတာလေအခုအဲ့ဒီစစ်ခွေးတွေသေးတယ်အဲ့ဒီယဟန်ရင်ပြတ်ကြတယ်အဲ့ဒါမှငါတို့ပြည်သူမပြောရင်ဘယ်ဟာပြောရမလဲဒါတဘာဝလက်တွေ့ကြကြဖြစ်နေတာနော်အဲ့တော့မင်းတို့စစ်သားတွေရဲတွေအနေနဲ့ငါတို့ခိုင်းတဲ့နိုင်လောက်ကမှဒီနေ့ပြူစော်တိဂိတ်မှာဖြစ်တဲ့ဘုံမှုဆွဲကောင်ကြည့်နော်မင်းတို့တံခွေကမရဘူးအေးမင်းတို့ဘက်ကခေါင်းဆောင်နေစိတ်တက်အဲ့လားပဲအတလိမ့်ဆန်စိတ်တက် ငါဘုံမှုငါပြောတိုင်းလောက်ကမယ်မင်းဘာဖြစ်တာညာဖြစ်တာဟာမင်းဘုံမှုကမင်းတောင်းတောင်းဝင်လေမင်းတောင်းဝင်မင်းလုပ်လေနော်ဒီနေ့ပြူစော်တိခိုက်မှကြည့်ပြူစော်တိခေါင်းဆောင်ကလာရမြကားတွေကိုမှန်ချခိုင်းထားတယ်သူ့ကိုစစ်တပ်ခိုင်းထားတယ်အဲ့တော့သူ့တောင်းဝင်သူလာရမြကားကိုမှန်ချခိုင်းတယ်ဒါသူ့တောင်းဝင်သူလုပ်တာနော်ဒါငါငါတို့ဘက်ကကြည့်မယ်ဆိုမင်းတို့တွေအကောင်လုံးအထူးထူးပဲဒါပေမဲ့မင်းတို့ဘက်အချမ်းကြည့်မယ်ဆိုရင်ဒီပြူစော်တိခေါင်းဆောင်ကသူ့တောင်းဝင်သူလုပ်တာလာရင်မှန်ချပေးလိုက်ပြအာညီလေးအကိုဘုံမှုပါပါရော့တမတက်တွေထောက်ထားဟောက်တော့မပါ ဲ့လိုလှုပ်တဲ့ချိန်မှာဟိုကောင်ဖျဲတဲ့မျိုးလေဗျာသူကသူလာတာကိုမှန်မချပေးလို့ဟိုကမှန်ချခိုင်းတဲ့ဟာကိုငါဘုံမူပါဆိုစင်ပြီးတနတ်နဲ့ချိန်လက်ပြဘုံနဲ့ပြစ်ဖို့လှုပ်လို့ဆိုတော့အဲ့ဒါတလိမ့်ဆန်နဲ့မတူဘူးလားအေးအဲ့ဒါအဲ့လိုတလိမ့်ဆန်မျိုးတွေကြီးပဲမင်းတို့ဘက်ကကောင်းဆောင်နေရတယ်ဒါကြောင့်မို့လို့ငါတို့ကတော်လန်တာနော်အဲ့တော့အဲ့လိုတလိမ့်ဆန်ကောင်းတွေအုပ်ချုပ်တာကိုငါတို့မခံနိုင်လို့ငါတို့တော်လန်တာနော်ဒီတော်လန်ရေးမကြခင်ပွဲတိန်တော့ပဲအဲ့တော့တလိမ့်ဆန်တွေကိုအတက်တွင်းဖို့လှုပ်နေတဲ့တလိမ့်ဆန်မာသားတွေအတွက် နေဝင်ချင်းလာပါတော့မယ်နော်ဒါတွေကလက်တွေပဲတိလာနော်ပစင်းกินเนี่ยခေါင်ကြီးလေးတစ်ချက်အာကောင်းတာပေါ့အေးဆိုလေလေးတော့တော်ပါတယ်ဟာစိတ်မကောင်းဘူးနော်နည်းနည်းတော့အနည်းဂိမ်းပိုင်းတင်ဆက်မှုနောက်ဆုံး update တည်းဝနာချော့တင်ပွဲရအငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်နိုင်ငံတော်ကဝေးတက်ကလူမှာစာတင်ကြားနေတဲ့ကောင်မင်းအောင်ဝင်ပေးရတဲ့ဝနာချော့တင်ပွဲရ ိုမှုချုပ်ချုပ်ထွန်းအောင်တည်သွားပါဘာလို့တည်တာလဲဆိုတော့စစ်တပ်ကလိန်နေသလို96ပါယောဂမဟုတ်ပါ Golden Villa Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကဒီကနေ့မနက်9:20မိနစ်မှာရှင်းလင်းလိုက်တာပါသူဤနေအိမ်မရန်ကုန်9ရက်ကွက်နေအိမ်မှာဝေဖြစ်တာရှင်းနေတော့အဲ့တော့ချုပ်ထွန်းအောင်ချုပ်ထွန်းအောင် မတားပေါ်သွားပါပြီ။ဒါသူမှာတပြောက်ဆုံးကတ်ကမဲ့လူတွေစရင်ရှိနေပြီးတော့နောက်ဆုံးထွက်ကြတဲ့တဲ့နေ၃ခုလောက်ရှိနေပါ။အဲ့တော့ချုပ်ထုံးအောင်ကိုဒီကနေ့မြို့ရပြောက်ကြားတပ်ဖွဲ့ကပြက်ကရှင်းလိုက်ပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ကတုံက National Defense Calling မှာနိုင်ငံတော်လူကြုံရေးနဲ့အကြမ်းဖက်တိုက်ဖျက်ရေးဘာသာရဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရဲ့နှစ်ခုကိုတင်ကြားပေးနေတဲ့သူစစ်တပ်ကနေဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေအရာတို့ နဲ့အငိမ့်စားယူတော့လေဖစစ်တက်ကိုနှိမ့်စင်နှိမ့်စင်လူမဆန်မှုတွေကိုဆောင်ရွက်ဖို့အတွက်တင်ကြားပို့ချပေးနေတဲ့သူတွေဖြစ်တယ်ပုံမှုချွတ်ထွန်းအောင်စီးပြစ်မပြစ်တတ်မှတ်ပြီးတုတ်တင်ရှင်းလင်းနေပြစ်တံခတ်တယ်ဘုံချုပ်လို့ခေါ်လို့ရတဲ့ပုံမှုချွတ်ချွတ်ထွန်းအောင်လူနိုင်ငံကမောရီးယားနိုင်ငံတန်မတ်လိုက်ပါဆောင်ရွက်ခဲ့တဲ့သူဖြစ်ပြီး လက်ရှိမှာနေပြည်တော်နိုင်ငံတော်ကဝေးတက္ကသိုလ် MDC မှာအကြမ်းဖက်စစ်တပ်ကိုအကြမ်းဖက်ဖို့တင် जा ပို့ချနေသူဖြစ်တယ်။နောက်ဆုံးချိုထွန်းအောင်မြန်မာအားထားရတဲ့လူတွေကတယောက်ဖြစ်ပါဝင်ခဲ့ပြီ။2025ခုနှစ်မတ်လ26ရက်နေ့ကိုကူတီလာမင်္ဂလာလုံးနေတဲ့စကမ်မာစစ် တက်တယ်ယူပို့ဆောင်ရေး NF003 အထူးလီရင်နဲ့စနက်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြီးတော့စေးပြအခမ်းအနားတက်ရင်မင်းအွန်လိုင်းကစီစဉ်ပေးထားခဲ့ကြောင်းဒီလီရင်ပေါ်မှာအင်းနေဝင်းတို့မိသားစုအပြင်ဘို့ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ပါတယ်အဲ့တော့မလ28ရက်နေ့နေပြီးတော့ရန်ကုန်အဲဒီအပြန်လမ်းကြောင်းအတွက် ချက်တက်ပိန်ပို့ဆောင်ယူလေရင် AMF 0011 ਨੇ ပြန်လာခဲ့တဲ့ကောင်မင်းအောင်လိုင်ဟာသူအောက်ကိုတဲ့စစ်ပူချုပ်ဟောင်းကြီးရဲ့အကြံဉာဏ်ကိုရယူလေးရှိပြီးပြည်သူစစ်မဟာဗျူဟာ ਨੇ စစ်မှုထောင်အဖွဲ့အင်းအားနဲ့လှုပ်ဆောင်နေပြီးစစ်မှုထောင်ဘဟုအဖွဲ့ပြည်သူစစ်မဟာဗျူဟာဆိုတဲ့ပေါ်တာဆွဲစစ်မှုထမ်းတဲ့နေရာမှာထိတ်တန့်စစ်ခေါင်းဆောင်တွေမှာဗိုလ်ချုပ်ချုပ်ထုတ်အောင်လေပါမှာ တော်၂၃ခုနှစ်ဇန်နဝါရီ၁ရက်နေ့မှာဗိုလ်ချုပ်ချုပ်ထွန်းအောင်ကိုမင်းအွန်လိုင်းကိုရိုင်ဝနကျော်ထေဘွဲ့တစိမ့်နဲ့ရွှေငါးချက်သားဂုံပြုစုပေးအပ်ခဲ့ပါတယ်။အဲတော့ကိုရင်ဗီလာမော်ရစ်ဝါဒစ်အဖွဲ့ကစစ်တပ်အကြီးစားတောက်တိုင်များစင်စက်မပြတ်ဖြူဖြက်နေကြောင်းပြစ်ဒဏ်ခက်လျက်ရှိကြောင်းထောက်လန်းလျက်ရှိကြောင်းအကြမ်းဖက်လေရင်မှုတွေရဲ့အချက်လက်များမှုလည်း တိကြကြစုဆောင်နေပြီးဆက်ဆက်တင်းများ ရရှိပါကဂျောင်မျိုးပြမျိုးပျောက်ကြားဖွဲ့များထံပေးအပ်ဖို့ပြည်သူလူထုကိုတောင်းဆိုလိုက်ပါတယ်။ဆောင်ရမ်းကောင်းနေနောက်ဆုံးတင်းဖြစ်ပါအဲ့တော့ဒါနဲ့တပြိုင်တည်းမှာနှခါထပ်မပြောတော့ဘူးတက်ပြောက်ဆုံးကပ်ဖို့မနေ့က16ရက်နေ့14လက်ကချင်ဘမမကင်လိုက်တဲ့ငှက်ဘလို့ပြက်ပြက်တေကြပါလေ တေကြီးကပြစ်ချလိုက်တယ်လို့တေရဝေထုတ်ပြန်လိုက်ပြီးပြစ်ချခဲ့တယ်ပြစ်ချလိုက်တယ်လင်ပြစ်အဖွဲ့ကိုဘုတ်ချုပ်ဂွမ်မော်ကိုတိုင်းငွေကျပ်3300ချီးမြှင့်ပါတယ်နောက်တစ်ဘွယ်ထပ်ပြစ်သားလေးနဲ့ရွှေကူမာလေးမနေ့ကသိတယ်မလားမင်းပြတ်ကြသွားတယ်မထောက်လိုက်ပြစ်တာရွှေကူတိရောက်ပြီဆိုတော့ဂျန်တဲ့နေရာလေးကိုယ့်ကိုဆက်စင်းစားအဲ့ဒီထဲမှာမနေ့ကချက်ချင်းပြစ်ချက်ချင်းပြတ်ကြသွားတဲ့လေရင်ကို ကဲရဲ့အထုတက်ဖွဲ့ဒီမြေပြင်လမ်းကြောင်းရှင်းပါတယ်အဲ့ဒီမှာဂျူဝါမူအပါ16လောင်းနဲ့14လက်ရတယ်လို့ကျွန်တော်တို့သိရပါတယ်ချင်းတွေတက်ပြောက်ဆုံးကဲရမယ့်လူတွေစင်းကိုတော့ကျွန်တော်ဒီကနေ့ထုတ်ပြန်ကြေညာပေးမှာဖြစ်ပြီးနေပြီးတော့ leaders ကအမှတ်913 MI 70ရဲရင်အုပ်ဘုံမူတမ်းမင်းစော်ဘူဂျီမျိုးတက်အောင်ဘူဂျီချမ်းသာရာဂမူတက်ဝင်းတက်တက်ဒီကျော်မင်းကျော်စင်မင်းဟန်တက်တက်ဒီတက်ဝင်းတက်တက်ဒီတက်ဦး သူတို့တွေကတော့တက်ပြောက်ဆုံးကတ်လို့ရပါပြီအဲ့တော့နောက်ထပ်တက်ပြောက်ဆုံးကတ်မဲ့သူတွေထက်ရှိနေပါသေးတယ်နာမည်ရှင်းတွေကိုတော့အတိအကျကျွန်တော်အတိပြုကိုစူးစမ်းနေပြီးလက်ရှိထွက်ပေါ်နေတဲ့တည်င်းများအရာရဲ့ရင်မှုဘုံမှုကြော်စွာထုံးဘဝကြီးတန်ထုံးလင်းတက်တက်ကြီးကြော်စွာအောင်လို့မတာပေါ်ပြီးတက်ပြောက်ဆုံးကန့်လို့ရတယ်လို့သိရပါတယ်အဲ့တော့ဇန်နဝါရီလဆိုတော့ဇန်နဝါရီလမှာလဲပေါ့န ဇန်နဝါရီလမှာလည်းဒီနာဖော့စစ်တပ်စကောင်ရိတ်ခါလာပို့တဲ့စစ်ကောင်စီထောက်ဖို့ရရင်အမိုင်စံတီးကိုပြစ်ချခဲ့တဲ့အတွက်တပ်ပြောက်ဆုံးကတ်ခဲ့တဲ့ဘုံမှုပူကြီးတွေကိုလည်းအလုံးကြားသိပြီးဖြစ်မှာပါဒီကနေ့တော့အယောက်20ထပ်မနည်းလေရက်အတိုင်းဝိုင်းပိုင်းလော့လင်းရင်အုပ်တွေတိဆုံမှုနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ကပြောပါသလားခင်ဗျာနောက်နေတာမဟုတ်ဘူးဒီထက်ပို့ပြီးတော့ အဟောစရာကောင်းတဲ့ဇင်းတစ်ခုရှိပါတယ်။ရွှေကူမြို့ထဲမှာတော်ထဲမှာမီးလောင်ပြစီးသွားတယ်။ဒီပြစ်ချလိုက်နေတဲ့ရဟင်းနဲ့ပတ်သက်ပြီးစစ်တပ်ကမဏိကညကပြောတယ်လို့ပဲ။တွတ်သူပြတ်ကြတာတဲ့။တွတ်သူပြတ်ကြတာလို့ပြောပြီးရဟရင်မူးတွေတိတ်ဆုံးမှုဗီဒီယိုကလစ်မှာရင်ဘတ်မှာဘုံကြီးမျိုးထက်အောင်ဘုံသမ်းမင်းစော်ဘုံကြီးချမ်းသာတို့တိတ်သွားပြီလို့စစ်တပ်ထဲမှာ တတိပြတ်နှံ့နေပြီအတီးပြုတ်နိုင်ကြောင်းလဲတတိကဖေးသီးတွေကပေးပို့ခဲ့ပါတယ်ဆိုတော့ဒီအပိုင်းမှာလေထဲမှာမတာချော်ပွဲတွေမြန်မြန်ဆိုင်ဆိုင်ဖြစ်ဖို့ဘပေါင်းဆောင်ကစ조사နေရင်ပြည်သူ့ရဲ့အမြတ်ဒေါသနဲ့ပြည်သူ့ရဲ့မေတ္တာတရားကိုအန်တုတဲ့ဖက်စစ်လေထဲဟာပြည်သူ့ရဲ့ပြစ်ဒဏ်ခတ်မှုနဲ့အပြင်လောကတဘာဝဋ်ထတရားဖြစ်တဲ့ဓမ္မရဲ့တရားမြတ်မှုရဲ့ဒဏ်ခတ်မှုကို အလူလဲခံစားနေရတယ်လို့ကိုယ်အိမ်မှာငိုနေရင် ကြီးလန့်စာစားတဲ့မင်းတို့လေဒတ်အတိုင်းဝိုင်းတစ်ခုလုံးရဲ့ဘဝကိုငါတို့တနာမိပါတယ်ကွာလောက်အောင်လို့ပြေးပါနေပြီးတော့တည်းလဲဝင်ပြေးလို့ရပါတယ်တန်တောင်ကြီးတိငါတို့ပြစ်နေပါရန်ကုန်တုန်းနဲ့တောကြီးနဲ့လမ်းမတော်ထရိုက်တာဟိုတယ်နဲ့စုလေဖျားတစ်ပွိုက်ဖျားပူးထွက်နေတာတွေကိုလည်းမင်းတို့မသိနိုင်ပါ စစ်တပ်ရဲ့စာရဖာဆိုတာနှလုံးဒီအခုစက်ကြီးကောက်မယ်ဖာကန်းစက်ကြီးကောက်ရုံအဆင့်ကလွဲလို့ထူးထူးခြားခြားကြီးတော့ဟုတ်မနေပါငမူးမယူးတွေစစ်တပ်လော်ဘီတွေပြောတဲ့သတင်းစကားတွေကိုယုံပြီးအတိညာမဲ့တဲ့စာကလေးကောင်ကြော်ဆိုးလို့ကောင်မျိုးပေးတဲ့သတင်းတိုင်းလိုက်ပုံကျဲနေတဲ့မင်းတို့ဖက်စစ်တပ်မှာမရှုံးရင်ငါတို့တသက်လူမလုပ်ဘူးအဲ့တော့ခွေခွေချင်းလဲထက်ကြိုက်ကြတဲ့သတင်းတခုမနေ့ကဗီဒီယိုတွေပြန့်နှံ့လာပါတယ် ဒါလေးကိုကျွန်တော် review ပြောပြချင်ပါတယ်အဲ့တော့ဇော်ယူထွန်းပြူမိတ်ကြည်လာကပြူဇော်ယူထွန်းမသားဇော်ယူထွန်းကိုစစ်တပ်ကပြန်ဖမ်းပါတယ်ဆိုတော့မန္တလေးတိုင်းမိတ်ကြည်လာမှာစစ်မှုထမ်းခြေကောက်ခံတဲ့အပေါ်မှာဝေဖန်ဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲဘုံမှုတယောက်လိုက်ပါလာတဲ့ကားကို မိဒီလာလူစောတိခေါင်းဆောင်ဇော်ယူထွန်းရဲ့စစ်ကောင်စီဂိတ်မှန်ချလိုက်ပါမှန်ချလိုက်ပါရအိုက်ကမှန်ချဆန်းပေါ့ဟိုကောင်ဘုံမူမလိုင်းကဘုံမူလို့သိရပါတယ်အဲ့တော့မဘာသာအဖွဲ့ဝင်လည်းဖြစ်တယ်စစ်မှုထမ်းအောင်လည်းဖြစ်တယ်ဇော်ယူထွန်းနောက်နေ့စတဲ့အာနာသိမ့်မိတဲ့ကစစ်ကောင်စီတရင်ပေးမိဒီလာလူစောတိခေါင်းဆောင်မိဒီလာမျိုးလုံးကြုံရေးတွေပါလို့ဆိုတာမျိုးကိုပေါ်တာဆွဲတွေကိုစစ်တပ်နဲ့အတူလုပ်ခဲ့တဲ့ကောင်ဒီကောင်ကိုစစ်တပ်ကခိုင်းစားဖို့ မြို့ဝင်တိုးဂိတ်မှာလုံခြုံရေးခေါင်းဆောင်ဂိတ်တစ်ခုချတာဝန်ပေးရတယ်အဲ့တော့မေလ73ရက်နေ့ကမိဒီလာမြို့မြို့နယ်အတွင်းမှာစစ်မှုထမ်းအစားထိုးရန်နဲ့ငွေကောက်ခံမှုတွေကိုလူစားထိုးဖို့အလုပ်သွားအလုပ်ပြန်လမ်းပေါ်မှာတွေ့ကြရလူတွေကိုဖမ်းဆီးနေတယ်အဲ့တော့ဇော်ယူထွန်းကလေတက်ကထွက်လာတယ်ကောအုတ်ခွဲတက်ချက်ကြီးအရင်ကမြောက်ဝတီမှာအင်တာဗျူးတွေပါတယ်လောက်ဖူးတယ်နော်အဲ့တော့ဒီကောင်စစ်တကဒီကနေ့ န်းလိုက်ပါဘာလို့ဖန်းလာလဲဆိုတော့ပုံမှုမှန်ချာခိုင်းလို့ပေါ့ဗျာဒါပေမဲ့အမှုတက်တာကတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြသခြင်းရဲ့ကြီးရွယ်ကလူမှုကွန်ရက်ပေါ်ရင်လုံစော်ခြင်းဝါရပြန့်ခြင်းမှာပြုလုပ်ပြုထုတ်ခဲ့သည့်ဇော်ယူထွန်းအားမန္တလေးတိုင်းမိတ်တလာမြို့နယ်ရံမျိုးအောင်ရက်ွက်နေဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မော်လွဲ2:20မိနစ်တွင်ဖမ်းဆီး၍ သက်ဆိုင်ရာရဲစခန်းတွေအမှုပွင့်အေးအေးယူလိုက်သည်လို့သိရပါတယ်။အဲ့တော့ပြူတဲ့ဆိုးတဲ့အဲဒီပြူဆိုးတိတွေဟာကျွန့်ထက်ဆိုးတဲ့ကျွန့်သဘောပေါ်ပါပါ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသတင်းစီရသတင်းမီဒီယာကောင်စီဆိုးဝင်းရဲ့ဒါအေဂျင့်ဆိုတာတော့ဘာရေးလဲဆိုတော့ပြူစောတိဆိုတာရောအသေးခံခိုင်းဖို့ခိုင်းစားဖို့မစွတ်မပို့ပေးရတဲ့ကောင်ကြီးกว่าတယ်။တအားစစ်တက်ကဗါလေစီနီယာဘောကဘာခေါ်လဲ စစ်တပ်ကပါခေါ်လေတရားဝင်ပေါ်တော့အမှုထမ်းနေတဲ့အဲပုံမှုလို့လူမျိုးအဲချေရတိုင်းကျင်တော့ဒီလိုပြူစောတိမျိုးဟာဖမ်းသိမ့်ပါတယ်ပေါ့နောက်တစ်ခုကဒီပြူစောတိဆိုတာပေါ့နော်အခိုင်းစားဖို့တသက်ကျုံတပေါက်တတာဖြစ်ပါတယ်ဆိုတော့ရေးသားထားမှုကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အင်မတန်ကိုအင်မတန်ကိုပေါ့ဗျာပြူစောတိပြည်သူစစ်ဆိုတာစစ်တရဲ့ ကျွန်တော့အစ်င့်ပါလားလို့ကျွန်တော်ဖြတ်ခနေမြင်လိုက်ရပါတယ်။အခုကြည်ချင်းအဖြစ်မဝရည်စားနဲ့အခွင့်လေးလေးတစ်ခုနှစ်ခုရလို့ရညာပြည်သူကိုစန့်ကျင်တဲ့ဘက်မှာနေတဲ့ကောင်တွေအတွက်သေရင်တော့မပါလိုက်ဖို့မှာမဟုတ်ဘူး။မတလိုက်ဖို့မဲ့လူတော်ရှိမှာမဟုတ်ပဲမမွေးလာခဲ့ရင်ပိုကောင်းမယ်ဆိုတဲ့စူတောင်းတနေတဲ့အတူ ခွေခွေချင်းကြိုက်တဲ့ပွဲမနေ့ကဗီဒီယိုဖိုင်မှာကြည့်ပြီးသားဖြစ်နေမယ်ဘုံမှုဆိုတဲ့ကောင်ကတနက်ကိုထုတ်လက်ပစ်ဘိုးကိုပြခွဲလိုက်မယ်ခွဲလိုက်ရမှာခွဲလိုက်ရမှာဒါပေမဲ့ဆိုယူထုံးကိုဖလိုက်ပါအဲ့တော့စစ်တပ်ဟာဤကဲ့သို့ပြုမှုကြင်ကြံတတ်ကြောင်းစစ်တပ်ဟာပြည်သူကိုလူသားတိုင်းလုံမယ်စစ်တပ်ဟာတက်ချိုသွေးခွဲဖို့လူတွေမွေးမယ်စစ်တပ်ဟာအခွင့်အာဏာထိုးကျွေးမယ်ချနှင်းမယ် ပြည်သောတိတို့ပြည်သူစစ်တို့စစ်မှုတန်းဟောင်းဆိုတဲ့လူတွေအတိတ်တမ်းမရရင်တော့သေပေတော့လို့ပြောရင်နေ့လည်ခင်းတည်ဆမှုကဒီလောက်ပါပဲညမပြတ်စောက်အားလုံးကျေးဇူးတက်ပါ